အနုပညာလောကမှာထိတ်ဆုံးထိမရောက်ခင်အချိန်တုန်းကအတူတူရှိနေပေးခဲ့တဲ့မိတ်ကပ်ဆရာတွေကိုမင်္ဂလာဆောင်ဖိတ်ဖို့အတွက်မိနေခဲ့တဲ့တရုတ်ဆောင်ဟင်းဝေရန်ရဲ့ဆိုပြတဲ့စဉ်မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ဟင်းဝေရန်နဲ့ဆိုပြတဲ့စင်တို့ရဲ့မင်္ဂလာအခမ်းပွဲကတော့ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကလေးကပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့မင်္ဂလာအခမ်းပွဲဟာပုံမှန်မင်္ဂလာပွဲတွေနဲ့မတူဘဲနှစ်ဦးစလုံးကအနုပညာရှင်တွေဖြစ်ကြတာကြောင့်လူစိတ်ဝင်စားမှုပုံမှန်ရှားခဲ့တဲ့ပွဲတစ်ခုလို့ပြောရမှာလည်းဖြစ်ပါတယ်။ ငယ်စဉ်ဆုံးတွဲရဲ့မင်္ဂလာပွဲ6ပွဲတိတိပြီးဆုံးပြီးသွားတဲ့အချိန်မှာတော့မင်္ဂလာပွဲတွေကိုဖိတ်ကြားခြင်းမခံရတာကြောင့်တက်ရောက်ခွင့်မရခဲ့ကြတဲ့ဤပညာတချို့ရဲ့အတန်တွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ထို့အထက်ကမှတစ်ချိန်လုံးကမိကက်ပညာရှင်အနေနဲ့နှစ်ပေါင်းများစွာအတူတူရှိလာခဲ့ဘူးတဲ့။မိကက်ဆန်နီထွန်းထွန်းကိုလည်းမေ့ထားခဲ့တာပဲဖြစ်ပါတယ်။ မိတ်ကဆန်နီထွန်းထွန်းဆိုတာကတော့တခဲတခါကဆိုပြေးနဲ့ဟိဝေရန်အတွဲများပြီးအောင်မြင်နေတဲ့အချိန်တုန်းကဆိုပြေးရဲ့မိတ်ကအာတစ်စ်တယောက်အနေနဲ့တစ်ချိန်လုံးရှိနေပေးခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာတော့ကျမ်းမာရဲ့အခြေအနေကြောင့်အနုပညာလောကကနေအနားယူသွားခဲ့တာလည်းဖြစ်ပါတယ်။ ငယ်စဉ်ဆောင်တွဲရဲ့မင်္ဂလာအိတ်ခံပွဲပြီးသွားတဲ့အချိန်မှာတော့မိတ်ကဆန်ဒီထွန်းထွန်းကချစ်ရတဲ့တားငယ်နဲ့ဆုပြေရင်သက်ဆုံးတိုင်းပေါင်းဖက်နိုင်ကြပါစေစိတ်ချမ်းသာလို့ကိုယ်ချမ်းသာကြပါစေဆိုတဲ့စာသားလေးနဲ့အတူတချိန်ကအနုပညာအလုပ်တွေတူတူလုပ်ခဲ့စဉ်ကဓာတ်ပုံလေးတွေနဲ့တကွာခြားပြလာခဲ့တာပဲဖြစ်ပါလေ မိကဆန်နီထထွန်းကသူမကိုမေ့ထားခဲ့တဲ့အကြောင်းကိုတော့ကျမကိုမဖိတ်ပါဘူးဖိတ်လို့လည်းကိုကြောင့်တာဝန်မပေါ်စေချင်ပါဘူးပြီးတော့ညာခြေောက်ကနည်းနည်းစားသလိုဖြစ်နေတော့ရုပ်ရှင်လောကတွေကလူတွေကိုဘဝကြီးကိုမမြင်စေချင်တော့ပါဘူးအရာအားလုံးအတိတ်မှာကြံ့ရင်ခဲ့ပါပြီဆိုပြီးတော့ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်မိကဆန်နီထထွန်းလိုပဲဖိတ်ကြားခြင်းမခံရတဲ့စပိုးတယောက်ဆောင်တယောက်ကလည်း စလာပါမထွန်းရဲ့နားလည်ပါတယ်မထွန်းလဲတခိတခါကပြင်ဆင်ပေးခဲ့ရတဲ့ပညာရှင်ပါပဲအခုတော့သူထက်သူတွေအများအပြားဆိုတော့မိနေလောက်ပြီပေါ့လောကရဲ့ဏိယာမတရားတွေပါပဲကိုကစိတ်လေးထားတတ်တော့အေးချမ်းတာပေါ့နော်ကျွန်တော်တို့အတော်များများ support ဆက်ရံတွေကိုလည်းမဖိတ်ပါဘူးအနေငယ်တော့သူတွေကိုသာဖိတ်တာပါနာမည်ရ support တွေတောင်အဖိတ်မခံရတော့ကိုတွေဆိုရင်ဝေးတာပေါ့ အလုပ်တွေအတူတည်းလုပ်ခဲ့ပါတယ်ကားတွေမှာအများကြီးပါပဲခင်လဲခင်ပါတယ် Facebook မှာလည်း friend တွေပါထားပါတော့လေမဖိတ်တာပဲကျေးဇူးတင်နေရတာဒီခေတ်ကုန်ကြစိမ့်နေဆိုပြီးတော့ဇပုတအူးကလည်းပြောဆိုထားတာပဲဖြစ်ပါတယ်။ငယ်စဉ်ဆုံးတည်းဟာနှစ်ယောက်စလုံးကအနုပညာလောကကဆိုပေမယ့်နာမည်ကြီးတရုတ်ဆောင်တွေကိုသာဖိတ်ကြားခဲ့ပြီးဒေါဝင်နဲ့နှိုင်းရှင်မြမိုးလိုလိုနာမည်ကြီးဇပုဆိုင်ရန်တွေကိုတောင်မှဖိတ်ကြားခဲ့ခြင်းမရှိတာကြောင့်လူပြောများနေတာလည်းဖြစ်ပါတယ်။